မင်္ဂလာပါရှင်။အားလုံးရှိ Health and Nutrition Channel မှာကြိုဆိုလိုက်ပါတယ်။ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ဝမ်းချုပ်ခြင်းကိုအားပေးတဲ့အစားအသောက် ခုနှစ်မျိုးအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။ဝမ်းချုပ်ရတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။အစားအသောက်ကြောင့်ပဲဖြစ်ဖြစ်ရေတောက်နယ်လို့ပဲဖြစ်ဖြစ်ကုလန်းကြောင့်ဆာယာယောဂတခုခုရှိလို့ပဲဖြစ်ဖြစ်ဝမ်းချုပ်တကြပါတယ်။ဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်ကိုကဝဲချုပ်တဲ့သူတရားဆိုရင်အစားအသောက်စားတဲ့အခါမှာတတိထားဖို့လိုပါတယ် ဝမ်းချုပ်ခြင်းကိုအားပေးတဲ့အစာအသောက်တွေကတော့နံပါတ်၁အသာပရိုတင်းနဲ့အစီပါဝင်မှုများပြီးအမြင်နဲ့မပါတဲ့အတွက်ကြောင့်အသီးရအစာနည်းပြီးအသားစားများတဲ့သူတွေမှာဝမ်းပိုချုပ်စေပါတယ်။အသားကိုဘန်းကိုပြီးစိမ့်လို့အမြင်နဲ့များတဲ့ဟင်းလီဟိရွက်တွေနဲ့မျက်တောင်အောင်စားရင်တော့ပြဿနာမရှိပါဘူး။နံပါတ်၂ကတော့နှုတ်ထွက်ပစ္စည်းတွေမကြခနာဝမ်းချုပ်တတ်တယ်ဆိုရင်အစာအသောက်ရွေးတဲ့နေရာမှာဂယူဆိုင်ပေးပါ။ ဥပမာ cheese နဲ့နွားနုစားတာများလို့ရင်ဝန်ချုပ်တတ်ပါတယ်။ဒါပေမဲ့နှုတ်ထွက်ပစ္စည်းတွေကိုလုံးဝရှောင်စရာမလိုပါဘူး။ဒီလိုအချိန်မှာနည်းနည်းရှော့စားဖို့ပဲလိုတာပါ။အစာချေစနစ်အတွက်ကောင်းတဲ့အကျိုးပြုဘက်တီးရီးယားတွေ ပါဝင်နေတဲ့ဒိန်းချင်ကိုရွေးချယ်တာကောင်းပါတယ်။ဝမ်းချုပ်ခြင်းအောင်အားပေးတဲ့အစားအသောက်ဖြစ်တဲ့နံမက်သုံးအစားအစာကတော့စီကြောအစားအစာတွေပဲဖြစ်ပါတယ်။အာလူးကြော၊ကြက်ကြော၊စတဲ့စီကြောအစားအစာတွေကဝမ်းချုပ်ခြင်းအောင်အားပေးပါတယ်။ ဒီအကြော်လော်ရီယာဆိုရင်အစီများပြီးတော့ချစ်ဖြတ်ဖို့ခက်ခဲပါတယ်။ဒီလိုအစားအစာတွေကဥမတ်ကြီးရွေးရှားမှုကိုနှိခွေးစေပြီးသူတို့ကိုဝမ်းဖြစ်စွန့်နိုင်ဖို့ဆိုရင်ရေများများတောက်ပေးဖို့လိုပါတယ်။ဒါကိုရေလွန်လောက်အောင်မတောက်ဘူးဆိုရင်ဝဲချုပ်စီမှာပဲဖြစ်ပါတယ်။နံပါတ်၄အစားအစာကတော့ပါမုတ်ပဲဖြစ်ပါတယ်။ပါမုတ်ကြီးပဲစားတာများရင်လည်းဝမ်းတွေမှာချစ်ပြီးတော့ဝဲချုပ်စီနိုင်ပါတယ်။ဂျုံ၊နှံစားပြောင်းနေထုတ်ထားတယ်။ ပါမုတ်ဖြူ၊ဆန်လုံးဖြူစတာတွေကအမြင့်တက်နေတဲ့အတွက်ကြောင့်မို့လို့ဝမ်းချုပ်စေနိုင်ပါတယ်။ဒါကြောင့်ကိုကပါမုတ်စားမယ်ဆိုရင်လည်းအမြင့်တက်များတဲ့ဂျုံချမ်းပါမုတ်တွေကိုသာရွေးချယ်ပြီးတော့စားပေးသင့်ပါတယ်။ဝမ်းချုပ်ခြင်းကိုအားပေးတဲ့နောက်ထပ်အစားအစာတစ်ခုကတော့အသစ်စားအစားအစာတွေပဲဖြစ်ပါတယ်။ ready made အစားအစာတွေကအဆင်ပြေလွယ်ကူတယ်။အချိန်ကုန်သက်သာတယ်ဆိုပေမဲ့စိုးကျိုးတွေရရှိနေပါတယ်။သူတို့တွေအများစုက အစာချစ်စနစ်နဲ့ဝမ်းမံစီဖို့အထောက်အကူပြုတဲ့အမြင့်တက်တွေနဲ့ပါပြီ။ကျမရင်းနဲ့မညီညွတ်တဲ့အချက်တွေများပါတယ်။ဒါကြောင့်အသင့်စာအစာအစာတွေစားပြီးမဲ့အစာအမြင့်တက်ကြွယ်ဝတဲ့အသီးနှံတွေဟင်းသီးရက်တွေကို အစာထုံးစားပေးသင့်ပါတယ်။နောက်နံပါတ်6တစ်ခုကတော့ကြက်ဥပဲဖြစ်ပါတယ်။ကြက်ဥကပရိုတင်းများတဲ့ဆိုပေမဲ့အမြင့်တက်နေပါတယ်။ဝမ်းချုပ်ချိန်မှာတော့ကြက်ဥကိုအများကြီးမစားသင့်ပါဘူး။လုံးဝရှာအောင်မှာတော့မဟုတ်ပါဘူးနော်။ ကျောင်းကိုအမြင်ချက်များတယ်တခြားအစားစာတွေလည်းရောပြီးစားလို့ရပါတယ်နောက်ဆုံးတစ်ခုဖြစ်တဲ့နံပါတ်9ကတော့ echo hall ပဲဖြစ်ပါတယ် echo hall ဟာဆိုရင်ခနာကိုရေတက်ခကြောက်စီပြီးဝမ်ပူချုပ်စီပါတယ်အရင်အလွန်တောက်ချင်ဟာစီးရနေတစင်ဆုံးရှုံးသွားတဲ့ရေပမာဏကိုတိုးစီပြီးတော့ရေတက်ခကြောက်စီပါတယ်ရေလုံလောက်မတောင်းမိဘူးဆိုရင်စီးရနေရေတွေအများကြီးဆုံးရှုံးရတဲ့အတွက်ကြောင့်မို့လို့ဝါချုံနိုင်ချေပုံများပါတယ် အရင်နေ့ပြီးရမဟုတ်လို့ရှိရင်တောင်မှဝိုင်းကွတ်တေတို့လိုမျိုးအကူအပါတဲ့အရာတွေတောက်ပြီးလို့ရှိရင်ဝမ်းမချုပ်စီဖို့အတွက်ရင်းနှင်းများတောက်ပေးဖို့လိုပါတယ်အခုပြောပြပေးသွားတာကတော့ဝမ်းချုပ်ခြင်းကိုအားပေးတဲ့အစားအစာတွေအကြောင်းပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ကျမရဲ့ channel လေးကဒီလိုကျမရဲ့ဘုဒ္ဓရစီမဲ့ဗီဒီယိုလေးတွေအမြဲတင်ဆက်ပေးသွားမှာမို့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ပြီးဒီအခါလောက်လေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်အခုဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like နဲ့ share လေးလုပ်ပေးခဲ့ပါအောင်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်